ကဲမန်စီညီကိုရေလို့နော်ကျွန်တော်တို့မန်စီအတင်းရဲ့ဒီဟာဒီဒီနှစ်နွေရာတွေပေါ့နော်နံပါတ်1အပြောင်းအရွှေ့ ြစ်မှတ်ကကျွန်တော်တို့ Newcastle အတင်းရဲ့နောက်တန်းကစားသမား Livramento ပါတယ်เนาะအဲ့တော့ဒီကစားသမားကပြောရမယ်ဆိုရင် England ကခုမှအတက်က22နှစ်ပဲရှိသေးတယ်ဆိုတော့ကကျွန်တော် Man City အတင်းမှာလဲဒါနောက်တန်းတွေကအဆင်ပြေမနေဘူးပေါ့เนาะကျွန်တော်ဘိုကန်စစ်မှာတော့ရွေးချယ်စရာတွေကအများကြီးရှိတယ် Stone DS အကန်ကြီး Cusano Pedarias အာအကီအများကြီးပဲဗျာလို့နော်ဒါပေမဲ့ကျွန်တော်တို့အစွန်မှာတော့ကျွန်တော်တို့ရွေးချယ်စရာနည်းနေတယ်ဗျာအထူးသဖြင့်ညာနောက်ခံလို့နေရပါတော့နော်ကျွန်တော်တို့ Rico Lewis ရှိတယ်ပြီးလို့ရှင်ကျွန်တော် Nuno Nacho ထည့်တုံ နေရတယ်အဲ့တော့ Rico Lewis ကနောက်တန်းမှာအဆင်ပြေလားဆိုတော့ Rico Lewis တာနောက်တန်းမှာအဆင်ပြေနေခဲ့ရင်ကျွန်တော် Nunes ကိုကျွန်တော်ညာနောက်ခံနေရာမှာထားစရာအကြောင်းကိုမရှိဘူးဗျာအဲ့တော့ Nunes ကိုပါထည့်ခဲ့တယ်အဲ့တော့ Nunes ကရောကျွန်တော်ညာနောက်ခံကစားသမားစစ်စစ်မဟုတ်တော့အဆင်ပြေလားဆိုတော့အဆင်မပြေဘူးလို့ပြောလို့ရတယ်ဗျာ အဲ့ဒါကြောင့်ပဲကျွန်တော်တို့ Man City အတင်းကဒါညာနောက်ခံလူနေရာမှာကစားနိုင်တဲ့ Liverpool ကိုလိုက်နေတာအဲ့တော့သူကလည်း England သားဆိုတော့ကျွန်တော်တို့ Man City တင်းမှာ Kai Walker ကလည်းကျွန်တော်တို့ England သား Truck Pro မှာတည်ကြားနေပြီ Jack Grealish ကလည်းကျွန်တော် England သားအပြောင်းရွှေ့ကကျွန်တော်တို့မရီယာမတည်ကြားဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ဒါ Liverpool ကိုလိုက်လာတာပဲဖြစ်တယ်အဲ့တော့ DR နံပါတ်1ပြစ်မှတ်က Liverpool ဆိုတော့ကဒီ Liverpool ကိုရအောင်ကြိုးစားမယ်ဗျာအဲ့တော့ရအောင်ကြိုးစားပဲပြောင်းရွှေ့ကြီးညှိနှိုင်းမယ်အဆင်ပြေအောင်လိုက်မယ်တကယ်၍အဆင်မ ပြေဖြစ်တော့မှကျွန်တော်တခြားပစ်မှတ်တွေကိုလိုက်မှာအဲ့တော့တေချာရာကတော့ liberal mando ကိုတေချာပေါက်လိုက်လိုက်မယ်ဒီကိုတော့ဒီကောင်လိုချင်လားကျွန်တော်ကတော့ဒါသူ့ရဲ့ highlight ကလေးတွေသွားကြည့်လိုက်တဲ့ခါကျတော့ဒါဒီကောင်ကပြောရမယ်ဆိုသူ့ရဲ့ဒါ ဟို speed ပေါ့နော်အပြေးလဲမြန်နေပြီးတော့ကျွန်တော်တို့ဒါ cross လို့နော်ဖြတ်တင် body ဆိုလဲကောင်းတယ်ပြီးတော့ကျွန်တော် dribbling လဲလုပ်နိုင်တယ်ဗျာအဲ့တော့ back guard လာရဲ့လက်အောက်မှာကောင်းကောင်းကြီးအတုံးဝင်လာနိုင်တယ်အတက်ကလည်း22နှစ်ပဲရှိသေးတော့ကျွန်တော်တို့တဘောကြတယ်အဲ့တော့ဆိုတော့ကကျွန်တော်ညာနောက်ခံလူနေရာအတွက်ဒီကစားသမားကိုလိုက်နေတာပဲဖြစ်တယ်အဲ့တော့ Rico Lewis လဲအဆင်မပြေဘူး Nunes လဲအဆင်မပြေတဲ့နောက်မှာတော့ Deja Rara ကတော့ကျွန်တော်တို့ဒီနှစ်ညရီမှာညာနောက်ခံကစားသမားတစ်ယောက်ကတော့ Deja ပေါက်ရောက်လိမ့်မယ်အဲ့တော့ လီဘရာမန်ဒိုရောက်လာနိုင်လားတော့နျူကာဆယ်အတင်းကလည်းငွေအရန်လိုနေတဲ့အတင်းမဟုတ်ဘူးဗျာပြောမယ်ဆိုတို့ကပရီးမီးယားလိမှာအချမ်းသာဆုံးအတင်းလိုတောင်ပြောလို့ရတယ်တို့ပိုင်ရှင်တွေကဟိုတော်တော်ကြီးကိုချမ်းသာတာဗျာအဲ့တော့ဒီကစားသမားကိုရောင်းပြီးတော့လည်းငွေရှာစရာအကြောင်းမရှိဘူးဆိုတော့ကကစားသမားရဲ့ဆန္ဒပဲအရေးပါတယ်ဗျာအဲ့တော့ကစားသမားကကျွန်တော်တို့မန်စီးအတင်းကိုလာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီပြောင်းရွှေ့ရဒေဂျာဘောက်ဖြစ်လာနိုင်ခြင်းရှိတယ်အဲ့တော့ နယူကာဆယ်နဲ့ကလည်းချန်ပီယံလိဝင်ခွင့်ရဖို့လားလာရှိနေတယ်ဆိုတော့ကဒါကစားသမားဆုံးဖြတ်ချက်ပေါ်မူတည်ရပေါ့လေမန်စီးတင်းကလည်းချန်ပီယံလိဝင်ခွင့်ရတယ်နယူကာဆယ်ကလည်းချန်ပီယံလိဝင်ခွင့်ရတယ်အဲ့တော့ ဒီ liberamento တွေနဲ့ဘယ်တင်းကိုပြောင်းရွှေ့မလဲကျွန်တော်တို့စီမှာအတားကြက်တစ်ခုကတော့ပက်ကွာယူလာရှိနေပါတော့ပက်ကွာယူလာရဲ့လက်အောက်မှာကစားကျင်နေဆိုရင်တော့ဒီကစားရမကပြောင်းရွှေ့လာလိမ့်မယ်ကျွန်တော်မန်စီးတင်းကလည်းကစားရမကပြောင်းရွှေ့ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒါ tight တင်းနဲ့ပြောင်းရွှေ့ကြည့်တစ်ခုနဲ့ newcastle တင်းကိုညှိနှိုင်းလိမ့်မယ်အဲ့တော့ဈေးရမ်းကြည့်တော့ဒီကြာကျွန်တော်စီးရီးယားခေါ်မှာမဟုတ်ဘူးအဲ့တော့ tight တင်းနဲ့ပြောင်းရွှေ့ကြည့်တစ်ခုရရင်တော့ liberamento ဆိုတဲ့အသက်22နှစ်အရွယ် အင်္ဂလန်ဒါလေးကျွန်တော်ဒီယာရီမှာလည်းပြောမျိုး consistency ရှိရှိခြေစွမ်းပြနေတဲ့ဒီ liberal man တို့ဆိုရဲကစားသမားလေးကကျွန်တော်မန်စီးတင်ကိုမကြောင်ခင်တော့အချိန်မှာရောက်ရှိလာနေဆိုတော့ကျွန်တော်မန်စီးတင်ပြည်သက်တွေကိုတင်ပြလိုက်ရပါတယ်ဗျ